္ဂလာပါရှင် Sense Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဖျက်ပြချင်တာလေးကတော့ဆီယမ်မမဟောစီရဲ့ Love, Life and Power ဆိုတဲ့စာအုပ်လေးတွေက Inner Self, ကုသိုလ်အကုသိုလ်ရဲ့အကျိုးရောက်ရခြင်းပြီးပြည့်စုံကြွယ်ဝခြင်းဆိုတဲ့အပိုင်းလေးတွေကိုဖျက်ပြပေးခြင်းပါတယ်။ Inner Self တရားကတကူထဲနေတဲ့တငယ်ချင်းတယောက်ရဲ့အခန်းလေးကိုရောက်သွားဖြစ်တယ်။သူ့အခန်းလေးကကျဉ်းကျဉ်းလေး အင်္ဂါရေချိုးကန်တွဲလျက်ရဲ့ဆက်စရာပြုတ်စရာကောင်တာရင်းနဲ့မိုက်ခရိုဝေ့ဗ်မီလိုရဲ့ဒီကိစ္စတာအလက်လေးတစ်လုံးနဲ့အိယာတစ်ခုသပွဲကလထိုင်တစ်စုံနဲ့ပြည်ပြည်တစ်လုံးနဲ့ဆိုဖာခုံရှိတစ်ခုပါပါတယ်။သတင်းပေါက်ကလည်းတစ်ပေါက်ပဲရှိရဲ့အဲ့ဒီသတင်းပေါက်နဲ့ကလျက်ခုံလေးမှာသူကဖျားဆင်းလို့တော့သေးသေးလေးတစုပူဇော်ထားပါတယ်။ခေါင်းလောင်းကလေးတစ်လုံးရှိတယ်။ဖျောင်းနိုင်လေးတစ်တိုင်းရှိရဲ့။သူ့အောက်ကခုံရှိမှာတော့ မိအုံးလေးတွေနဲ့စာအုပ်ကလေးတချို့တလေတွေ့ရတယ်။ဒါကသူရဲ့ scale space လို့ပြောပါတယ်။ဒီမှာကတော့တွေ့ရတဲ့သဘောကျသွားတာအမှန်ပါပဲ။အဲ့ဒီနေရာလေးမှာသူစာဖတ်မယ်၊တရားထိုင်မယ်ပေါ့။ Islam မိတ်ဆွေရဲ့အိမ်မှာလဲနာမဆွေပြုခံလေးတစ်ခုလှုပ်ထားတာမြင်ခဲ့ရဘူးပဲ။ပြည်ပြည်သက်သက်အခန်းလေးထဲမှာအခင်းလေးကလည်းပြန့်ပြူလို့အဲ့ဒီအခင်းပေါ်မှာမှာ တယောက်စာအခင်းလေးတွေထပ်ပြီးခင်းလာသေးတယ်။မိလုံးလေးတွေလင်းချင်းနေအောင်ထုံးရွတ်ဖက်တဲ့စာအုပ်တွေတက်တက်ရရစီးလို့အောင်းနဲ့အနာကြီးတွေရှိနေတာပဲလို့တွေးမိတယ်။ Quiet place တိတ်ဆိတ်နေတဲ့နေရာပဲပြောပြော Care place with you ဆူဆောင်းနဲ့မြင့်မြတ်တဲ့နေရာပဲပြောပြောဒီမှာတော့မှအဲ့ဒီလိုငင်းငင်းတက်တက်ကလေးထိုင်လို့ရတဲ့အာယုံစိုက်လို့ရတဲ့နေရာကလေးတွေလိုအပ်ပါတယ်။ ်ကျမတို့ဟာဒီနေ့မှာတစ်ခါလောက်ဖြစ်ဖြစ် quiet your body and mind စိတ်ရောကိုယ်ရောစိတ်စိတ်စိတ်ငြင်းငြင်းသက်သက်နဲ့အနာပေးဖို့လိုတယ်။အဲ့ဒီလိုခြင်းဟာခဏလေးပဲဖြစ်ဖြစ်ဒီနေ့မှာတစ်ချိန်တော့လိုအပ်တယ်။စိတ်စိတ်ငြင်းသက်ခြင်းဟာတည်ငြိမ်မှုကိုဖြစ်စေတယ်။ဒီငြိမ်တဲ့ပုဂ္ဂိုလ်တယောက်ဟာ grounded ဖြစ်တယ်။ grounded ရဲ့အသေးပေကတော့ well balanced and sensible ဟန်ကျဉ်မြမြမှုရှိတယ်။ အကျိုးအကြောင်းဆင်ခြင်နိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ grounded ဖြစ်တဲ့သူကကိုယ်နဲ့စိတ်ကပ်နေတယ်၊စက်သွဲမှု connection ရှိတယ်။ grounded မဖြစ်ဘဲစိတ်နဲ့ကိုယ်နဲ့ connection မရှိဘဲကျမတို့ဟာ inner self, inner power, inner light လို့ခေါ်တဲ့ကိုယ့်ရဲ့အတွင်းထဲကဘလင်းနဲ့စွမ်းအင်ကိုရှာဖွေလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ inner self ဆိုတာဘာလဲ? inner self ကိုတချို့ကလည်း higher self လို့ပြောကြပါတယ်။ higher self ဆိုတော့ကိုယ်ထံမြင်တဲ့ကိုစောင်းနဲ့လို့ထင်ရှားတဲ့သူတွေလည်းရှိရဲ့တကယ်တော့ inner self higher self ဆိုတာကိုယ်ရင်ထဲကကိုပါပဲဒါပေမဲ့ကိုထက်တော့ပိုပြီးမြင့်မြတ်တဲ့ဖြူစင်တဲ့ကိုစိတ်အတွင်းထဲကကိုပါပဲအနောက်တိုင်းဆိုရင်ပညာရှင်တစ်ယောက်ကတော့ you are your own best friend လို့ပြောပါတယ်ကိုတည်တာရင် ကိုဘဝရဲ့အကောင်းဆုံးမိတ်ဆွေပါပဲအဲ့ဒီအကောင်းဆုံးမိတ်ဆွေဆိုတာ ကိုယ့်ရဲ့ရှင်လေးက inner self ကိုဆိုလိုခြင်းဖြစ်ပါတယ်။ကိုယ့်ကိုအကြံကောင်းတွေပေးနိုင်တယ်။လိုအပ်တဲ့အချိန်မှာကူညီနိုင်တယ်။ဆက်ခဲပြီးတုံတဲ့အချိန်မှာလမ်းပြပေးနိုင်တယ်။ဒီလောက်ကောင်းတဲ့မိတ်ဆွေကောင်းတယောက်ကိုယ့်ရင်ထဲမှာရှိရာကိုတွေ့အောင်ရှာဖို့လိုပါတယ်။ inner self နဲ့ချိန်ဆမိဖို့လိုပါတယ်။ဒါမှသူပြောတဲ့အတန်ကိုကြားရမှာပါပဲ။သူပြတဲ့အမင်းကိုမြင်ရလိမ့်မယ်။သူပေးတဲ့စာအားတွေရရှိပါလိမ့်မယ်။ မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောမိမိကိုယ်သာ ကိုးကွယ်ရလို့ဆိုပါတယ်။ဘဝအမြင်နဲ့ကြည့်မယ်ဆိုရင်ကျမတို့ကဘုသူကိုမှအာမကိုပဲကိုချေတော့ပေါ်ကိုရက်တည်နိုင်ဖို့ပြောတာဖြစ်ပါတယ်။စိတ်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့စိတ်အလုတ်တွေကိုလုံနေတဲ့အခါမှာအဆန်လန်းနိဗ္ဗာန်လန်းကို ရှောက်လန်းနေတဲ့နေရာမှာအင်းသားဂျာဂျာနီကိုသွားနေကြတဲ့ခီးသည်တွေဟာ ကိုကိုကိုပဲမိတ်ဆွေလုပ်ပြီးနေရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။သူနဲ့ချိတ်ဆက်မိကောကကျမတို့ဟာနေ့တိုင်း15မိနစ်မိနစ်20လောက်ပိတ်စိတ်စွာဝင်သက်ထွက်သက်မှရင်စိတ်ကိုငြိမ်သက်အေးချမ်းအောင် grounded ဖြစ်အောင်နေရင်စိတ်ကိုတတိကပ်ပြီးကြည့်ရအလေးအကျင့်ကိုလုပ်ဖို့လိုပါတယ်။ Spend more time being alone. Find your inner voice, inner power and inner light. အရာရိတ်သားတွေမှာသိစိတ်ငြိမ်သက်ခြင်းကိုအထူးအလေးပေးရတာနိဗ္ဗာန်လမ်းကိုရှောင်လန်းသူတွေအနေနဲ့တကယ်ကိုလိုအပ်လို့ပဲဖြစ်ပါတယ်။သိစိတ်ငြိမ်သက်မှုကြောင့်သမာဓိတို့ဖြစ်စေတယ်၊ဉာဏ်စင်တွေကိုဖြစ်ပေါ်စေတယ်။သိစိတ်နေတဲ့ဈေးမှာကျမတို့ကကိုယ်ရင်တွေကအပံကိုပြန်ပြီးနားထောင်ရတတ်ပါတယ်။တခါတည်းရံမှာကျမတို့ကိုညွှန်ကြားပေးနေတဲ့ guide လုပ်ပေးနေတဲ့ inner voice တွေရှိနေတတ်ပါတယ်။ inner voice ဆိုတာ intuition လို့ခေါ်တဲ့ one twin သိစိတ်လို့လည်းခေါ်နိုင်ပါတယ်။ပုံမှန်အားဖြင့်တော့လူတွေဟာကိုယ့်ရဲ့အတွင်းမှာရှိတဲ့အရာတွေကိုအာယုံစိတ်ဓာတ်မျိုးသိမရှိပါဘူး။အပြင်ကအရာတွေပေါ်မှာပဲကျမတို့ကအာယုံကျက်စားနေကြတာများတယ်။ကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုနားထောင်နေ။အမြင်အဟောက်တွေဆိုရင်စိတ်ဝင်စားတယ်။အတင်းပြောရမယ်။သတင်းဖြန့်ဝေရမယ်ဆိုရင်သဘောကျတယ်။ ပူလောင်တဲ့အရာတွေတဲကိုပဲတိုးနေကြတယ်ပိုးကောင်းနေတဲ့တူတယ်။အဲ့ဒီခါမှာကျမတို့ရဲ့ energy တွေကလည်းကျလာပါတယ်။ကုသိုလ်ဆန်းအားတကိုယ်သိတိတွေကျလာတဲ့ခါမှာကိုယ့်ရဲ့ inner self နဲ့လည်းသက်သွယ်မှုဣရိယာပြင်ပကိုရောက်သွားပါတယ်။ inner self, higher self, inner voice, intuition, oneness သိဘလို့ပဲပြောပြောကျမတို့တာမန်လူတွေမှာတော့တစ်ခါတည်းရန်သူနဲ့ ုတ်တရက်ချိတ်ဆက်မိရမျိုးတွေရှိပါတယ်။ပိုတော့မသိလိုက်ပဲချိတ်ဆက်မိသွားတာမျိုးပါပဲ။သခါအပြင်ဇနီးယားကိုတွားဖို့ဒေလန်းကနေတွားရမယ်စဉ်းစားရွေးချယ်နေမိတယ်။လမ်းတင့်နဲ့လမ်းမြတ်လို့ပဲဆိုပါစို့။လမ်းတစ်ကတွားနေကြဖြစ်တယ်။ဒါပေမဲ့ဒီနေ့တော့လမ်းနှစ်ကနေပဲတွားလိုက်ပါမယ်လို့စိတ်ထဲကဖြစ်တယ်။စိတ်မကြဘူးပြန်သိရတယ်။လမ်းတင့်မှာကိုဖြတ်သွားမယ်အချိန်တော့မှပဲ။ မတော်တဆမှုတွေဖြစ်ခဲ့တယ်တဲ့။ဒါမျိုးဟာကိုယ်တော်မသိလိုက်ပဲနဲ့ inner self ရဲ့လမ်းညွှန်မှုကိုရလိုက်တာမျိုးပါပဲ။ဒါကြောင့်ကျမတို့မှာစိတ်စိတ်ငြိမ်သက်တဲ့အချိန်တွေတယောက်တည်းနေတဲ့အချိန်တွေလိုအပ်ပါပဲ။ကိုယ့်ရဲ့စိတ်တွင်းမှာရှိရဲ့အမြင့်မြတ်ဆုံးသောကို inner self နဲ့ချိတ်ဆက်နိုင်ပြီးဘဝရဲ့အလင်းတွေကိုရှာဖွေတွေ့ရှိနိုင်ပါစေ။ကုသိုလ်အကုသိုလ်ရဲ့အကျိုး နှက်ကလေးတွေအသက်ရှင်နေတဲ့ချိန်မှာပေရွက်စိတ်လေးတွေကိုစားကြတယ်။အဲ့ဒီနှက်ပြီးသေးသွားတဲ့အခါကျတော့ပေရွက်စိတ်ကြီးကနှက်ကိုပြန်စားကြတယ်တဲ့။ When a bat is alive, it eats ants. When the bat is dead, ants eat the bat. သပင်းကြီးသပင်းကလည်းမြစ်ဆန်အချောင်းလေးတွေထောင်းနဲ့တောင်းနဲ့ကြီးထုတ်လုံနိုင်ပါတယ်။ဒါပေမဲ့သပင်းကြီးသပင်းလုံးမီးလောင်ပြာကျသွားဖို့အတွက်ကတော့ မြစ်စံလေးတစ်ချောင်းသာလိုအပ်ပါတယ်တဲ့။ဒါကကြောက်စရာလည်းမဟုတ်ပါဘူး။ထောက်ပြောတာလည်းမဟုတ်ပါဘူး။သဘာဝတရားကြီးရဲ့အတုံးတွေသဘောကိုမြင်သာအောင်နားလည်ဖို့ပဲဖြစ်ပါတယ်။ဒါကိုကံတရားရဲ့ဥပဒေသလောအခါမလို့ခေါ်ပါတယ်။သူကစော့ဝိုင်းလိုပဲလည်ပတ်နေပါတယ်။လောကရဲ့နေရာမှအရာလဲအရာအလုံးဟာတလဲစီတွားနေတာပါပဲ။ညပြီးရင်နေရောက်တယ် အမှောင်ပြီးရင်အလင်းရောက်တယ်။မိုးရာသီပြီးရင်စောင်းရာသီကိုရောက်တယ်။အရာရာဟာတလဲစီ ဖြစ်ပေါ်ပြောင်းလဲနေကြပါတယ်။မိုးရာသီကနေမိုးရာသီကိုချက်ချင်းရောက်ပြလိုက်လို့မဖြစ်ပါဘူး။မရှိနိုင်ပါဘူး။သူအချိန်နဲ့သူသူ့အလဲနဲ့သူသွားနေကြတာသဘာဝပါပဲ။ဒီမအနေနဲ့ကံဆိုတဲ့အလုံးနဲ့သူ့တို့အကုတို့အတုံအလဲတွေပေါ့သူ့ထိယုံကြည်မှုရှိနေတော့ပါပဲ။တကယ်တော့အားလုံးက ဆက်ဝိုင်းတစ်ခုလိုလဲပတ်နေကြတာပါပဲလူတွေတတဝါတွေအားလုံးဟာလည်းတစ်နေ့တစ်နေ့လောဘဒေါသတွေနဲ့ဆက်ဝိုင်းနေတဝဲလဲလဲဖြစ်ရင်ရှင်သန်နေတိုင်းနေကြတာဖြစ်ပါတယ်တရရကိုဒေါသတွေနဲ့ပြောဆိုလိုက်တဲ့အခါရှိရဲ့နှိမ့်ဆက်ကလူပြုလိုက်မိရတွေရှိရဲ့ငားလှုပ်လိုက်ပြီးငားနိုင်တယ်လို့ထင်ကြပေမဲ့တကယ်တော့ဒေါသကသာနိုင်သွားတာဖြစ်ပါတယ်ကိုကသူများကိုနိုင်လိုက်တယ်လို့ထင်ပေမဲ့ ို့သောသားကပါကိုကိုပြန်နိုင်သွားကြတာတွေအများကြီးပါပဲ။ဘောသားကြောက်ကံတွေဖြစ်တယ်၊လောဘကြောက်ကံတွေဖြစ်တယ်၊ဒီကံတွေရဲ့အရှိန်နဲ့တန်တရာဆက်ကွင်းကနေရုံမထွက်နိုင်ကြတာဖြစ်ပါလေ။ကိုကခွန်အားကြီးရဲ့သူဖြစ်ခြင်းဖြစ်နေလိမ့်မယ်တစ်ချိန်ကျတော့ငေါငုတ်ပေးလိုက်ရတဲ့အချိန်ရောက်လာနိုင်ပါတယ်။ဒါကြောင့်ဘုသူကမှအနိုင်မယူခြင်းသာကောင်းပါလေ။လှုပ်လိုက်တဲ့သူ အတွက်ကအစ်စ်ဖြစ်ပါတယ်။ ခံရတဲ့သူကတော့အကျွေးတစ်ခုကြေးသွားတာပါပဲအနာယူမှင့်ရလိုက်တဲ့အတွက်နိုင်နေဆိုပေမဲ့သဘောဝစာတစ်ခါစာလောက်ပဲဖြစ်ချင်းဖြစ်လိမ့်မယ်ကုသိုလ်အာကုသိုလ်ရဲ့အကျိုးဆိုတာလည်းတွေးကြည့်ရင်စိတ်ကြောက်စရာကောင်းပါလေလှုပ်လိုက်မိတာကတစ်ခါလေးတစ်ခုလေးခဏလေးဆိုပေမဲ့သူ့အရှိန်မကုန်သေး၍ပြီးပွင့်ဝေစာနေတော့တာသရက်ပင်လိုမျိုးပဲတဲ့စိုက်လိုက်တော့ကတော့တစီသေးပဲဒါပေမဲ့ပြီးပွင့်လာတဲ့အခါမှာ အမြင့်မသေးသေး၍အပင်မသေးသေး၍အပြွတ်လိုက်အပြွတ်လိုက်ရပြောတပားကြီးကိုပြီးပွင့်လာကြတာအမြင့်သေးမှပဲရက်တော်တာပဲပြန်တစ်ခုကိုပြုလိုက်ပြုံးကရှိခဲ့တဲ့စေတနာရှင်ဟုံပေါ်မှာမူတည်ပြီးအကျိုးပေးဘလောက်ထိရှိနိုင်မလဲဆိုတာကိုမသိနိုင်တော့လဲခက်တာပဲဒါကြောင့်ဘဝမှာရှင်သန်နေရတဲ့အခိုင်မှာကုသိုလ်နဲ့အကုသိုလ်ကိုခွဲပြီးပြီးနိုင်ရင်တဏှာဆောက်ဝါရဲ့လွတ်လန်းစေတဲ့ပုံမြတ်တစ်ခုကိုတိဆောက်ထားလိုက်သလိုပါပဲ ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်လှုပ်လိုက်တာကတော့တခဏလေးပါတခါလေးပါဒါပေမဲ့အကျိုးပေးခြင်းတက်လာရင်တော့ခံပြီးအောင်တော့ပဲကောင်းတာဆိုရင်လည်းစံပြီးအောင်တော့ပဲ31ပုံမှာအပေပုံသားတွေများနေတာအာကုသူလုပ်တဲ့သူတွေများနေလို့ပါပဲတဲ့။ဟောရင်ချင်းဒီပြေဆုံးကြွယ်ဝခြင်းကုသလောလောဘတွေဖြစ်နေမိပါတယ်။အရင်ကမျက်ခင်းဆိုင်ခဲ့ပြီးအခုတော့နှွေးပင်နေနဲ့ရှုပ်ပွားနေတဲ့နေရာကိုရှင်းလင်းပြီး လလပပထိုင်းလို့စဖက်လို့ရတဲ့နေရာလေးဖြစ်အောင်ပယံစရာတွေမီးစရာတွေခေါ်ပြီးပြင်ဆင်နေတာပါ။တနည်းတနည်းအပြင်တွေကြည့်ရ online ပေါ်က outdoor living space ဆိုတဲ့တပုံတွေကြည့်ပြီး idea ယူရအလှထားတဲ့ခုံလေးတွေကြောက်စရစ်ခဲတွေကြည့်ရနဲ့တရားရှိကိုယ်တော်စိတ်မပြောင်းပါဘူးစိတ်ထဲမှာအဲ့ဒီနေရာလေးကိုမြန်မြန်ပြီးရှင်နေပြီးဟိုဟာလဲလိုချင်ဒီဟာလဲလိုချင်နဲ့ဖြစ်နေတာမို့ဩ ငါအတော်လောဘကြီးဖြစ်နေတာပဲလို့ကိုကိုကိုသတိထားမိနေပါတယ်။အဲ့ဒီနေရာကိုမမှန်ပြီးခြင်းနေတော့လုံလုံသူတွေမလာတဲ့ရက်မှာသူတို့အပေါ်ကိုမကြည်မနှက်ဖြစ်လိုက်နေပါတယ်။တရက်အလေကားပုတ်သေးလို့ဖြစ်သွားတာပါ။ဒါဟာဒေါသအမှုစားပါပဲ။ဟောလောဘနောက်ကဒေါသကသက်သက်သေးလိုက်လာပါတော့တယ်။ဖျားဟောခဲ့တဲ့အတိုင်းပါပဲ။တကယ်တော့ဒီနေရာဟာတကယ်လိုအပ်တာလည်းမဟုတ်ပဲစိတ်ကူပေါက်လို့ထားလို့တာဖြစ်ပါတယ်။ ။တကယ်တော့ကျမဟာ materialist တစ်ယောက်ဖြစ်နေစေပါ။ပစ္စည်းစုရတာလည်းအင်မတန်ဝတ္တနာပါပါတယ်။အဓိကကတော့အိမ်မှာအလှဆင်းတဲ့ပစ္စည်းတွေနဲ့ပတ်သက်ရင် စိတ်ကိုမလျှော့နိုင်ပါဘူး။လှလှပပလေးသိမ့်နေချင်တာပဲ။လောဘတွေဖြစ်နေရင်တော့ဒီစိတ်နဲ့များဒီညာသေးသွားလို့ရှိရင်ပြိတ္တာဖြစ်တော်မယ်လို့တွေးလိုက်မိပါတယ်။တန်တရားကြောင့်ကိုရလာခဲ့တဲ့ဥစ္စာပစ္စည်းပေါ်မှာခင်မင်းစိတ် ွဲလန်းစိတ်ဖြစ်ပြီးသေးတယ်ဆိုရင်ပြိတ္တာဖြစ်လိမ့်မယ်လို့မဟာဗောဓိမြတ်ဆရာတော်ဘုရားကြီးဟောခဲ့တဲ့တရားကိုပြန်ပြီးနှလုံးသွင်းရပါတယ်။ရောသားနဲ့တည်ရင်ငရဲရောက်မှဖြစ်ပြီးဘာမှန်းညာမှန်းတတိမရှိပဲတွေးကောင်းကောင်းနဲ့တွေးနေတဲ့မောဟနဲ့တည်ရင်တိရိစ္ဆာန်ဖြစ်မှာပါ။တရက်ကဝေဒေလရှင်ကျောင်းကကျောင်းကလေးတစ်ကျောင်းမှာတွားလူခေရင်နဲ့သူ့ကိုယ်ကိုပြန်မြင်ရင်ဆက်ဆက်စဉ်းစားမိရပါ။ မေသီလာရှင်တွေယဟန်ဇန်ကသူတော်စင်ယောဂီတွေဆိုတာလူလောကထဲမှာအရှုပ်ထုပ်တွေကိုဖယ်ခွာပြီးနေကြတဲ့သူတွေပါအဖို့အလုပ်တွေမရှုပ်ခြင်းလို့သပင်ကိုယ်တော်ရိတ်ထားတာတရားအထုပ်ဖို့ကိုယ့်အတွက်ဒီခေမလိုအပ်တဲ့အလုပ်တွေအရေးမကြီးရတွေအကုန်လျှော်ထားတာနေလို့ရတဲ့တနေရာရှိရင်ရတယ်လုံလောက်ပြီးပကြိုးဆုံးနဲ့အနည်းဆုံးဖြစ်အောင်နေတယ်အရှင်းဆုံးဖြစ်အောင်နေကြတယ်စားတာကိုလည်းကြည်ယုံမလားတနေ့နှစ်ပိမ့်မဲ့စားတာ ားတာဟာအသက်ရှင်ဖို့ပဲစားတာဘရားသာခံဖို့စားတာမဟုတ်ဘူးအသက်ရှင်နေမှတရားအထုံနိုင်မှသာသနာကိုပြန့်ပွားအောင်ဆောင်ရွက်နိုင်ကြမှာမို့လို့ဖြစ်ပါတယ်တမားတို့လို့ဆိုတနေ့၃ခါ၄ခါစားတမားလို့ဆိုစိတ်ကူးပေါင်းရင်ပေါက်တလို့စားစားတာတော့မှလှလှပပတစားစင်းပြီးစားတာမျိုးလည်းလုပ်ပြီးတာပါလူလောကတွေမှာနေရတယ်ဆိုတာအစာပလာအစင်တစားတွေအများများပါတယ် လိုချင်တာတွေကိုဖြစ်နေပြင်မဲ့ပြည့်တယ်ဆိုတာလည်းမရှိပါဘူးအမြဲလဲလိုချင်နေကြပါတယ်အဓိကကတော့ဇင်ခံမှုအရသာခံမှုနဲ့မော်ချွားနိုင်ဖို့တွေလည်းတကယ်များကြတာအမှန်ပါပဲအမျိုးသမီးချင်းအတူတူတော့ရိုးရိုးမိမတယောက်နဲ့စစ်ခောက်ဆိုရဝတ်ထားတဲ့ယောဂီတယောက်ရဲ့ခံစားချက်ချင်းဟာဘလို့မှမတူနိုင်ပါဘူးဒီမတို့အဝေးဝတ်တဲ့ခါမှာဘာယာဝိကမလဲဘလို့ဝိကမလဲဘမဝိရမလဲဆိုတာတွေခေါင်းပူအောင်စဉ်းစားနေတတ်ကြပါတယ် ဒီမှာလူမိမမျိုးဟာဆွေးကျူးလို့ငကတ်တို့လို့အစင်တစားတွေတိတ်ကြိုက်တဲ့အတွက်ကြောင့်ဘလူဟာမျိုးကိုဆွေးရမလဲဆင်းရမလဲဘယ်ဖက်နက်ကိုစီးရမလဲစသည်ဖြင့်ကိုဝိတ်အစားကိစ္စမှာတင်ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ကိလေသာတွေအစင်လိုက်ကြီးပါသွားပါပြီအရင်တုန်းကတော့တွေးမိပါတယ်ဒါတော့မှမေတီလာရှင်မဟုတ်ဘူးဘုနိုင်မကူမဟုတ်ဘူးသဘင်ကိုကြိုက်နေတာတွေ့နေတာကိုကိလေသာစိတ်တွေအရန်အားကြီးနေခဲ့တယ် ပညာကစွာနေတဲ့ခြင်းလို့ပြောရမယ်။ပညာမပါဘူး။အရာအလုံးဟာလူပုဂ္ဂိုလ်တတဝါပဲဖြစ်နေတာပဲ။ဉာဏ်နဲ့မမြင်ဘူး။ခံစားချက်တွေနဲ့ပဲအရာရာကိုဆုံးဖြတ်ခဲ့တယ်။အခုတော့ဘာမှမလိုချင်တော့တဲ့ဘာမှမရှိတဲ့အတွက်ရလာတဲ့ချမ်းသာမှုကိုလည်းခံစားကြည့်ချင်လာပါတယ်။ I make myself rich by making my wants few ။လူချင်းနာရီနေရီစိတ်တွေချမ်းသာပြီလေ။ တကယ်တော့ဘာမှမလုပ်ချင်းမလိုချင်တော့ပဲစိတ်အေးအောင်ပဲနေကြတော့တယ်လို့စိတ်ကတခါတလေဖြစ်နေပေမဲ့အချင်းကြီးတွေကမပြေးသေးတော့လေညံ့အောင်နေနေရတဲ့သဘောပါလေကိုဘက်ရှင်းသွားလိုက်ဒီဘက်ကိုရှင်းသွားလိုက်ပါပဲကိုဘက်မှာသာနေလိုက်ဒီဘက်မှာသာနေလိုက်ပါပဲဒီအောင်လေးစုံနေတဲ့လောကဘက်မှာရှင်းရန်သာယာနေတာကလည်းများပါတယ် ကျမတို့ဖန်ဆားချက်ချင်းတူတဲ့လူတွေလည်းရှိကြမယ်ထင်ပါတယ်ဒါကြောင့်ဘဝမှာစိတ်ကူပေါင်းရင် ပေါက်သလိုထားလုပ်ခဲ့တဲ့မိသည့်အလုံးမျိုးကိုမဆို လူမှုရေးစီးပွားရေးအိမ်ဆောင်ရေးပညာရေးအကုန်ပါပါတယ်စပြီးတော့မှကောင်းစွာအဆုံးသတ်ပြီးမှ လူတာဝန်ကြီးပြုမှဖြစ်ပြီးတရားဘက်ကကြည့်ရင်လည်းလောဘဒေါသအနည်းဆုံးနဲ့အဆုံးသတ်ပြီးရမှာပဲလို့ဖြစ်မိပါတယ်ဆရာဒေါက်တာတစ်လင်ရေးတဲ့စာတစ်ပုဒ်ထဲမှာဖတ်ရပါတယ် တရားကိုစာတွေ့လေ့လာမယ်။တတိနဲ့နေမယ်၊ဉာဏ်နဲ့လေ့ကျင့်မယ်ဆိုရင်လူလောကထဲမှာနေပေမဲ့အရှုပ်တွေနဲ့ကင်းရှင်းအောင်နေတတ်တဲ့သူပါပဲတဲ့။အဲ့ဒီလူတွေဟာလူလောကတွေကတော့ရုံးမထွက်နိုင်ဘူး။သို့တော့ကိုယ်စိတ်ကိုယ်ကိုယ်သိနေတတိရှိနေတဲ့အတွက်ကြောင့်လောဘဒေါသတွေကနေတော့လွမြောက်နေတတ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်မျိုးစေးကနေအပင်ပေါက်လာအောင်တော့စူးစမ်းပြင်ပြရမှာပါ။ ေလောင်းပြီးတဲ့နေရာကမြပင်ကလေးတွေဟာပိုစိမ့်လာတတ်တာတော့အမှန်ပါပဲ The grass is greener where you water it ဟုတ်ကဲ့ပါကျွန်မဒီနေ့ဖတ်ပြသွားတာလေးတွေကိုအချင်းချင်းပြန်လဲပြောပြရမယ်ဆိုရင်ကျွန်မတို့ဟာတနေ့မှတစ်ခါလောက်ပဲဖြစ်ဖြစ်လူရောစိတ်ပါခဏများတိတ်တိတ်ဆိတ်ဆိတ်ငင်းငင်းတက်တက်နဲ့အနာပေးဖို့လိုပါတယ်အဲ့လိုလုပ်ပြီးခြင်းဟာကျမတို့ရဲ့ကိုယ်စိတ်မပါဘူးတည်ငြိမ်မှုရစေပြီး ကျိုးချောင်းစင်ကြယ်နိုင်စွမ်းကိုလည်းအားကောင်းစေပါれ။လောကရဲ့နေရာမှာအရာအရာအလုံးဟာသလဲစီဖြစ်ပြန်နေပါれ။သူ့ကိုယ်ကအញ្ញံရတဲ့သူဖြစ်နေခဲ့ရင်ဒီချိန်မှာခေါင်းကုပ်အရှုံးပေးရတဲ့သူလည်းဖြစ်လာနိုင်ပါれ။အဲ့ဒါကြောင့်ဘုသူကမှနိုင်ထက်စင်းမြင့်လောက်တာမကောင်းဘူးလုံလိုက်မိတာကခဏလေးဆိုပေမဲ့စေတနာရဲ့အရှိန်အဟုန်အတိုင်းဘယ်အထိအဲ့ဒီကံတွေကအကျိုးပေးမလဲဆိုတာမသိနိုင်ပါဘူး လူလောကမှာအစင်တစားအစာပလာတွေအများများပါတယ်ဘလို့ဖြစ်ဖြစ်ပြည်စုံနေလို့လည်းမရှိပါဘူးတခါတလေလိုချင်တဲ့လောဘတွေဖြစ်လာတခါတလေဘာမှမလိုချင်တော့ပဲရောက်ရဲတဲ့စိတ်တွေပဲနေထိုင်ခြင်းစိတ်တွေဖြစ်လာတယ်စိတ်တွေဟာဟိုဘက်ရင်းလိုက်ဒီဘက်ရင်းလိုက်နဲ့သာယာနေတတ်ပါတယ်လူလောကတွေကမယုံထွက်နိုင်သေးရင်တော့တည်နေနေမယ်ဉာဏ်နဲ့ရှင်ပြီးနေထိုင်မယ်ဆိုရင် ကိုယ်စိတ်ကိုပြီးပြီးတည်ရှိနေတဲ့အတွက်လောဘဒေါသတွေကျော်နေပြီးအရှုပ်ထဲမှာရှင်းအောင်နေနိုင်မှာပဲဖြစ်ပါတယ်။နားထောင်သူမိတ်ဆွေအပေါင်းတို့ကောနေစဉ်ခက်ခက်ခဏများကိုယ်စိတ်နှစ်ပါးကိုအနာပေးဖြစ်ပါရဲ့လား။ဘလို့နီလန်းမျိုးတွေလှုပ်ဆောင်ဖြစ်ပါသလဲ။ကုကုကုအတိတတိရှိရှိနေကောနေပြပါရဲ့လားဆိုတာကိုအစဉ်ပြေမယ်ဆိုရင်အောက်ကကွန်မန့်ပေါက်ထဲမှာမျှဝေပေးကြပါအောင်နော်။ အလုံးမင်းမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်။ကိုယ်စိတ်နှပြချမ်းသာချမ်းသာ၍ဘေးပရာတွေဝေကွာနိုင်ကြပါစေရှင်။